ဒီနေ့စနေနေ့ကျွန်တော်ဘော်ရီအကြိုက်ရွေးချယ်မှု၃ဘွဲ့ရှိပါတယ်။အဲ့ဒီ၃ဘွဲ့ကအောက်ကြီး၃ဘွဲ့ဖြစ်တယ်။လက်ရှိပုံတွေကပြထားတဲ့ Brandford, Sunderland နဲ့ Brand တို့ဖြစ်ပါတယ်။ဒီတစ်ပတ်ဒီနေ့စနေနေ့မှာဆိုရင်ဒါဒိုင်းစားမဲ့ရသက်တစ်ပတ်လို့ကျွန်တော်ကတော့ထင်မြင်မိရဲ။ဒါကြောင့်မလို့လေအောက်ကြီး၃ဘွဲ့အကြိုက်ကိုရွေးချယ်တင်ဆက်ပေးထားတာဖြစ်ပါတယ်။ ထမပွဲဆိုရင်ဒါ Brentford နဲ့ Liverpool ပေါ့လေဆိုတော့ Liverpool ကအဝေးကွင်းအကန်အမယ်မူရင်းပေါက်ကြီးမနက်ပေါက်ကြီးကတလုံး90အနိုင်ရှိရညနေရောက်လာတဲ့အခါမှာ Liverpool ရဲ့ပေါက်ကြီးကတလုံး80အနိုင်လောက်ဖြစ်လာတယ်ဆိုတော့ level အရှုံးဝင်းကျင်ဒီဘက်လောက်ဖြစ်လာတယ်ပေါ့လေ Liverpool အနေနဲ့ level 30လောက်ကြီးကျလာတယ်အဝေးကွင်းကနေတကူအတားလီရအောင်နဲ့နိုင်မစရိနေသားမျိုးကိုကြီးဖွင့်ပေးတာတယ် Brentford ကလက်ရှိမှာအဆင့်6တွေ9တွေ10တွေဖြစ်နေရမှာမဟုတ်ဘူးလက်ရှိမှာအဆင့်7နှစ် အလေလက်ဆိုတဲ့အနေထားမျိုးအတခုတော့ရှိတယ်ပေါ့လေ Brentford ကအင်ကွင်းကောင်းတယ်အဝေးကွင်းကြမှသာသူအမှတ်တွေဆုံးရှုံးထားတာအင်ကွင်းဝေးကွင်းအားသာချက်ကတော့တော်တော်လေးကွာတယ်ပေါ့လေလက်ရှိမှာဒါ Brentford အင်ကွင်းဖြစ်တယ်ကျွန်တော်ခံမှန်းချက်အရာတော့ဒါ Brentford ကတရေခံကန်နိုင်မယ်လို့ထင်တယ်ပေါ့ကြီးအရာလည်းအရင်ကြီးပြင်းနေတဲ့အနေထားမျိုးမဟုတ်တာချောင်းမလို့ပထမပွဲ Brentford နဲ့ Liverpool မှာဆိုရင်ကျွန်တော် Brentford ဘက်ကနေထားတယ်အောက်ကြီးယူထားပါတယ် ဒုတိယပွဲကချက်စီနဲ့ဆန်ဒါလန်ချက်စီရဲ့အင်ကွေးမှာကန်အမ်းမှာချက်စီရဲ့ပေါက်ကြီးကမနက်ကတလုံး80အရှုံးဝင်းကျင်လောက်ရှိတယ်ညနေရောက်လာတဲ့အခါမှာတလုံး30အရှုံးတလုံး40အရှုံးဝင်းကျင်လောက်ပဲရှိတော့တယ်ဆိုတော့ချက်စီလက်ဒါ30လောက်ကြေကျလာတယ်လို့ပြောလို့ရတယ်ပေါ့လေဆန်ဒါလန်ကဒီရသည်တန်းတက်အသင်းတွေထဲမှာတော်တော်လေးကိုအခြေအနေကောင်းနေရဲ့လက်ရှိမှာလည်းအဆင့်9ဝင်းကျင်လောက်မှာရပ်တည်နေတယ်ချက်စီအနေနဲ့အရှိဒီဂျားရက်တဲ့ဘက်မှာချန်ပီယံလိကန်ခဲ့ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ပွဲပန်းတဲ့ဒန်နေလူစီရင်ဒါအလှည့်ပြောင်းလုပ်ပြီးတော့ ထုတ်လာနိုင်တယ်ဆိုတဲ့အနေထားမျိုးဖြစ်တာကြောင့်မလို့ချက်စီးကိုကျွန်တော်အရင်ကြီးအားမရဘူးအဓိကကျွန်တော်ဒီနေ့ရွေးထားတဲ့၃ပွဲစလုံးကချန်ပီယံလိကန်ထားတဲ့အသင်းတွေအသင်းကြီးတွေကိုကျွန်တော်ဘက်ကန်ထားတယ်အောက်ကနေနေထားတယ်အဓိကအပြင်တော့ချန်ပီယံလိကန်ထားတယ်ဆိုတဲ့ကြောင့်မလို့ပွဲပန်းတဲ့ဒဏ်တွေကြောင့်ကစားသမားတွေကိုအချိန်နှောင်းလုပ်ပြီးတော့အနာပေးတာမျိုးတွေဒုတိယပိုင်းမှာထည့်တာမျိုးတွေအာလုတ်လာနိုင်တယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲမှာချက်စီးကိုအာလူအင်ကအရင်ကြီးအစုံလင်းအင်အားအပြည့်တင်းလို့ကျွန်တော်တော့မထင်မြင်မိဘူးဒါကြောင့်မလို့ဆန်းလန်း ကိုပြတ်မရှုံးဘူးလို့ထင်တယ်ချက်စီနိုင်ငံအိမ်တော်မှာတကူလောက်နဲ့ပဲကတ်နိုင်မလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကြောင့်မို့ဒုတိယပွဲမှာဆိုတော့ဒါ Sutherland Body ရွေးချယ်တာတာဖြစ်ပါတယ်ခင်ဗျနောက်ဆုံးပွဲ Brass နဲ့ PSG နဲ့ပွဲပေါ့ကြီးက PSG က Brass ကိုအဝေးကွင်းကကန်အမယ်တလုံးအရှုံးဆိုတဲ့ဂျီမျိုးပေးထားတယ်ဆိုတော့ PSG လည်းအရှိ ချန်ပီယံလိကံခဲ့ရဆိုတော့ကြောင့်မလို့ပွဲပန်းတဲ့ဒန်နီခံရနိုင်တယ်ပြီးတော့ PSG လူစင်းကဒီလူစင်းကိုပဲအများအပြားပိုရန်ဒီပါထုတ်သုံးနေရတယ်ဆိုတော့အဲကြောင့်မလို့ပွဲပန်းမဲ့ဒန်နီကျွန်တော်ထင်မြင်မိတယ်ဝေကွင်းရကံရမယ်ဘရက်စ်နေနဲ့ကြည့်မယ်ဆိုရင်ဒါဒီယာဒီရှစ်ပွဲမှာယာဒီအစ၄ပွဲမှာသူတို့နေနိုင်ပွဲလုံးဝမရှိဘူးရုံးကံခဲ့ရဆိုပေမဲ့နောက်ဆုံးဆော့ခဲ့တဲ့၄ပွဲမှာရလက်ကောင်းနေအမှတ်တွေပိုင်ဆိုင်ထားရဆိုတော့ကြောင့်မလို့အင်ကွင်းလည်းဖြစ်နေရအကြောင်းမလို့ကျွန်တော်ကတော့ ကိုပြက်ရှုံးမယ်လို့မထင်ဘူးအ ਨੇ ဆုံးဒါ PSG နိုင်ခဲ့မယ်ဆိုရင်တကူလုံးနဲ့ပဲကတ်နိုင်မယ်လို့ကျွန်တော်တို့ထင်မြင်မိတယ်။ဒါကြောင့်မလို့နောက်ဆုံးပွဲအောက်ကြီးပွဲကလည်းဒါ Brad Body ဖြစ်ပါတယ်။ဒီနေ့စနေနေ့အကြိုက်၃ပွဲကိုအနည်းပြန်ချုပ်မယ်ဆိုရင် Bradford Body, Sunderland Body, Brad Body ဆိုတော့၃ပွဲလုံးကဒါအသင်းကြီးတွေကိုဘက်ကန်ထားရတယ်။ အောက်ကြီးကနေနေထားရဆိုတဲ့အနေထားမျိုးပါဆိုတော့ light ရင်လိုက်ခဲ့ဖို့ကျွန်တော်ကတော့ပြောချင်တယ်အောက်ကြီး၃ပွဲညီကိုရဲ့အထင်မျိုးလည်း comment မှာရေးခဲ့လို့ရတယ်ဒီ video လေးကို like comment share လေးပြုလုပ်ခဲ့ပြီးပါ like comment share တွေကကျွန်တော်တို့တော်တော်လေးကိုအားဖြစ်စေပါတယ်နောက်ဆုံးကြော်ညာစရာရှိရကကျွန်တော်စီမှာ18နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ကျွန်တော် Google လောက်တာဆိုတော့ကြောင့်မလို့တရားရခိုင်နှုန်းစိတ်ချယုံကြည်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram နံပါတ်သို့မဟုတ် Fiber နံပါတ်ကိုလာခဲ့ပြီးပါ 1H နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထုတ်ကိစ္စတွေအတွက်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram နဲ့ဘတ်သို့မဟုတ် Fiber နံပါတ်ကိုပဲကျွန်တော်အသုံးပြပါတယ်အားလုံးပဲကွက်လက်ပါအဆင်ပြေပါစေကြံ့ကောင်းပါစေဗျာ